မင်္ဂလာပါရှင်ရှဲကုံမီဒီယာကကြိုဆိုပါရစေ။မူနယ်မြို့နိုင်မူသီနံမျိုးစစ်ထုတ်စိုက်ခင်းစိုက်ပျိုးနေမှုနဲ့သစ်စိန်မြို့ဩဇာပတ်စံရှုံထေထိုးခြင်းကွင်းတရုတ်ပြတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ခရိုင်မုံနယ်မြို့နယ်မိုင်ဟိုင်းကျေးရွာအုပ်စုတွင်စိုက်ပျိုးရေးဦးစီးဌာနကြီးကြံမှုဖြင့်ဆောင်ရွက်လျက်ရှိသောမူတည်နံနေချာမျိုးစေထုတ်ဆိုင်ခင်စိုက်ပျိုးနေမှုနယ်မြေစီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်မြေဩဇာပစံရှော်ထဲထိုးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကိုယနေ့နံနက်9:00ခွဲအချိန်ကအဆိုပါစိုက်ကွင်းနေရာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည် ကွင်တယုတ်ပြပွဲသို့နမ်ဆန်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်ကျော်ဝင် နမ်ဆန်ခရိုင်ခရိုင်မြေစင်းဦးစီးဌာနမှဦးတန်စောဦးနဲ့ခရိုင်စင်ဌာနဆိုင်ရာများမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကတက်ရောက်ခဲ့ကြပါတယ်ဆက်လက်၍နေကြမျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးနေမှု သစ္စိန်မြေဩဇာပက်ဆန်ရှော့ထည့်ထိုးနေမှုနဲ့မျိုးစိတ်များထုံးလုပ်ထားရှိမှုအခြေအနေများကို KIC မှအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကကြည့်ရှုခဲ့ရာ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှုဦးစော်မော်ဦးနဲ့စိုက်ခင်တာဝန်ခံဦးကျော်လက်တို့ကရှင်းလင်းတင်ပြခဲ့ကြပြီး KIC မှအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလုပ်ငန်းလိုအပ်ချက်များအပေါ်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်။ ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် Green House စနစ်ဖြင့်စိုက်ပျိုးထားသောအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်စပိုးဆောင်တည်နံစိုက်ခင်များကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်ရှင်။